ခုတက်လိုက်မဲ့အစိုးရအနေနဲ့ကမ္ဘာလူမျိုးလင်းတာကတော့နံပါတ်1ငင်းချိုင်းကြီးပေါ့ငင်းချိုင်းရံအင်မတန်ရေးကြီးပါတယ်အခုဘာလို့ကချင်ပြည်နယ်မှာဆိုလို့ရှိရင်မငင်းချမ်းတဲ့အတွက်ကြောင့်မလို့ဖွံ့ဖြိုးတိုးတက်မှုဟာကြံတဲ့ပြည်နယ်နဲ့တိုင်းနဲ့စားလို့ရှိရင်အများကြီးနောက်ကျခဲ့ပါတယ်နောက်ပြည်သူတွေရဲ့ယူနေမှုကစောင့်ဝတ်နေရင်းနဲ့ပတ်သက်ပြီးလဲဒါအင်မတန်အခက်အခဲတွေတွေ့နေရဒါကြောင့်မလို့ဘာလို့မျိုးလင်းတာကတော့ငင်းချိုင်းကြီးဒီပထမလို့ဘာလို့မျိုးလင်းပါလဲ ကျွန်တော်စိတ်ထဲမှာရှိရမှာကျတော့ဘေးအဆူရပဲတက်တက်ပေါ့နော်အခုတက်လာတဲ့အဆူရမဟုတ်ဘေးဆူရပဲတက်တက်အဲဘာပဲပြောကိုယ်နိုင်ငံမှာရှိရတဲ့လူတွေတိုင်းသားလူမျိုးစုအားလုံးပေါ့နော်ငြိမ်ငြိမ်ချမ်းချမ်းနဲ့လုပ်ကင်စားတောက်ရတယ်ဆိုရင်ကျေနပ်တယ်ပေါ့ကိုယ်နေနေရတာဘာလို့မျောနေလဲပြောရမလို့တော့တိုင်းမျိုးကောင်းကောင်းမွန်မွန်ဖြစ်တာလို့မျောနေလဲပေါ့နော်ငြိမ်ငြိမ်ရေးစုတွေဘာတွေလုပ်တာတွေနော်အောင်မြင်တဲ့ဖြစ်ဖြစ်နေတယ်နော် ဒီလူလူတို့ကဒါမှလည်းစိတ်ချတာလဲခေါင်းပြတာအေးရမှာဟုတ်ပဒဲလူချင်းဒီရမလားဒီလက်ခါသာပြင်လာဟဲ့ရောင်းဝယ်ပူရလဲဘာမှသိကောင်းတော့မဟုတ်အန်တီလူလာတာကတော့ခုတက်လာမဲ့အစိုးရဟာတိုင်းလူပြည်သားတွေရဲ့အပေါ်မှာတရားမျှတပြီးတော့မှလုပ်ငန်းခွင်မရှိတဲ့ဘွဲရအကြောင်းသားနောက်အလုတ်လုတ်ချင်တဲ့လူငယ်တွေကိုတက်ကြွစာလှုပ်ရှားပြီးတော့မ လုတ်ကင်နိုင်တဲ့အလုတ်အခွင့်အလမ်းတွေရစေခြင်းနဲ့စန္ဒလေးရှိပါတယ်အဲတောင်းမြတ်တော်မလေးရဲ့ပညာရေးမြမားရေးတို့ဟလာရရွာလေးအချမ်းသာရေးတို့လမဆက်တမှုကောင်းမှုတို့ဟလာဒီသူလူအပေါ်မှာလေအဲယူသားမှန်ကားစွာကြည်ရဖို့နောက်ရှေ့တတန်းတလျှောက်မှာအားလုံးညီညီချမ်းသာလေးနဲ့ဟလာနေထိုင်ပွားဖို့တို့လက်တွဲတညီတဲ့လောက်ဆောင်နိုင်ဖို့တို့အဲ့ဒါတွေကိုပြောလဲပါတယ် တက်မဲ့အတကကောင်းမယ်လို့ပဲထင်တာပဲကျွန်တော်တို့စိတ်နေတာနော်ကျန်းသာတာမမြော်လင်းမှာကုန်သိန်းလုံးတွေကြမယ်ဆော်သိန်းတွေကြမယ်အဲ့လိုပဲကျွန်တော်တို့ကမြော်နေတာပဲရှိတယ်ကျန်းသာတာမမြော်လင်းမှာဘူးကတော့အဲအုတ်ချုပ်ရေးအုတ်ချုပ်ရေးဆိုတဲ့နေရာမှာဒီမိုကရေစီ စနစ်အရပြည်သူတွေကိုဗဟိုပြုတဲ့အုတ်ချုပ်ရေးဖြစ်တဲ့တဲ့ကြောင့်ပြည်သူတွေရဲ့လိုအပ်ချက်တွေကိုလည်းပဲစိုးရအနေနဲ့ အမှန်တကယ်ဖြည့်ဆည်းနိုင်မယ်လို့ပါလို့မျိုးလင့်ပါတယ်ဝိကောက်ပွဲမှာလည်းပဲဒီကျွေးကြော်သံနဲ့တက်ခဲ့တဲ့အတွက်ကြောင့်မလို့သူဖြစ်လာတဲ့တည်ရှိလာမဲ့အစိုးရအဖွဲ့အားလည်းပြည်သူတွေရဲ့လိုအပ်ချက်တွေကိုစွမ်းစမ်းတမန်ဆောင်ရွက်သွားမယ်လို့ပါလို့မျိုးလင့်ပါတယ်